ခုတစ်ခါမှာတော့ကိုချစ်ခင်ရတဲ့သူပေါ့နော်ဒီ love oregon message လေးနဲ့ချီ reading လေးကိုအမြန်လေးဖတ်ပြီးမှဖြစ်ပါတယ်သူ connection နဲ့ပတ်သက်ပြီးတော့ဘာသတင်းလေးကြားရမလဲဘာတွေသိရမလဲဆိုတာကိုဖတ်ပြီးမှဖြစ်တယ်အဲ့တော့ဒီ reading ကိုစတဲ့က ပေါ့နော်တခါလေးကြလို့ရှင် relationship ပြည့်စုံထားတဲ့သူတွေပါမယ်အဲ့တော့ကြောင့်မလို့ကိုယ်ပွားကြီးကကြောင်းချမ်းနေတာမျိုးအဲ့လိုမျိုးလူတွေပါတတ်တယ်ပေါ့နော်ကတည်းကဆိုရင်လည်းပလုတ်ဆိုပြီးပြုတ်ကြသွားတယ်အဲ့တော့ပြောချင်တဲ့ message ရှိတာဒီမှာတော့အများကြီးပေါ့နော် reading လေးကိုမြန်လေးကြည့်လိုက်ရအောင်အဲ့တော့နောက်ထပ်တစ်ခါထပ်ဆွေးမယ်ပေါ့နော်ဒီ relationship နဲ့ပတ်သက်ပြီးတော့ဘာတွေသိရမလဲဒါမှမဟုတ်ရင်တစ်ခါလူကပြောချင်တဲ့စကားလေးရှိရင်ဒီမှာပါလာပေးပေါ့နော်โอเคအဲ့တော့ နောက်ဆုံးတစ်ကပ်ရေကပ်ပြီးအောင်ဆွဲမယ်။ချင်းနဲ့တူတူဖက်လိုက်ရအောင်နောက်ဆုံးတစ်ကပ်။ Okay ရပြီ။အဲ့တော့ဒီမှာကြည့်ရအောင်။ Passion နဲ့ Passion အာ uh, a magnetic and sedative quality surrounds you at present ကိုပြီးနာမှာကိုမမြင်ရတဲ့အဲ့လိုမျိုးကိုသဘောကျနှစ်သက်ခြင်းတွေအဲ့လိုမျိုးလေးတွေရှိနေတတ်တယ်ပေါ့နော် life is a series of constantly shifting cycles. when we resist change we resist the natural flow of life and create unnecessary stress go with the flow and you will surprise where it leads အဲ့တော့ အာဒီ reading ကိုကြည့်နေတဲ့သူတွေပေါ့နော်ကို့ဘွားထဲမှာကိုမဖြစ်ချင်တဲ့အရာတွေဖြစ်လာခဲ့တယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကအာကိုဘယ်လိုပြောမလဲကိုပြောင်းလဲလို့မရတဲ့အရာကြီးကိုအတင်းလို့ယူမပြောင်းနဲ့ပေါ့နော်ဒီ flow လေးနဲ့ပဲရအောင်သွားသွားပြီးလို့ရှိရင်ကိုလက်ခံနိုင်အောင်ကြိုးစားအဲ့လိုမျိုးဆိုလို့ရှိရင် ကိုကကိုရောက်သွားလိမ့်မယ်ပေါ့နော်နေရာတခုအဲ့ရောက်သွားတဲ့အချိန်ကျရင်ကိုအော်ဒီအချိန်တိုင်းနာတခုမှငါဒီလိုမျိုးလက်လွတ်ခဲလိုက်လို့ငါဒီလိုမျိုးရှောက်လန်းခဲလိုက်လို့အဲအဲ့လိုမျိုးအရင်ကိုကိုဖိအားတွေမပေးခဲ့လို့ဒီလိုမျိုး flow လေးနဲ့ပဲသွားလို့ဆိုပြီးတော့ကိုကကိုစိတ်ကျဉ်းနဲ့အားရစေရမယ်ပေါ့နော်အဲ့တော့ဒီမှာဒါကတော့ answer တခုပေါ့နော်ဒီကိုအခုလက်ရှိတွဲနေတဲ့ relationship တော့၎င်းကို partner နဲ့တော့၎င်းပေါ့နော် deep in your heart you already know the answer is or you already know the answer. Do what we write or wrong. โอเค break up ဖြစ်မှာလားအဆင်ပြေတာလားဒီလူနဲ့ရှေ့ဆက်သွားမလားမသွားရဘူးလားတွေးဟာဖြစ်နေတဲ့သူတွေပေါ့เนาะကိုယ်စိတ်ထဲမှာကအဖြေရှိပြီးသားအဲ့တော့ကိုကဘာမှန်ကန်လဲဆိုတော့ကိုကိုယ်တိုင်ရွေးချယ်ရမယ်ကိုပြောင်းလဲလို့မရတဲ့အရာတွေကိုအရန်ချုပ်ကန်ထားပြီးတော့မပြောင်းလဲပါနဲ့ flow လေးနဲ့ပဲသွားပါအဖြေကကိုနှလုံးသားထဲမှာကိုယ့်အကူဘာလုပ်ရမလဲဆိုတာသိတယ် it is important right now to take a step back and spend some time alone instead of placing your focus on another now is the time to give yourself self အဲ့တော့အခုချိန်မှာကိုယ့်အနေကိုခြေလမ်းနောက်တလမ်းဆုပ်ပြီးတော့ကိုယ့်အနေကိုအချိန်ဖြုံးတာပို့ပြီးတော့ကောင်းနေပေါ့နော်ကိုယ့်ရဲ့ ဒီအာယုံတွေအကုန်လုံးကိုတစ်ဖက်လူပေါ်မှာမထားဘဲနဲ့ကိုယ့်အတွက်ကိုယ်အချိန်ပေးမယ်ကိုလုံးချရာရှိတာတွေလုပ်မယ်အဲ့လိုမျိုးလုပ်တင်နေပေါ့နော် close your eyes and tell yourself that you deserve to feel joyful you can allow joy into your life regardless of the circumstances you currently find yourself in အဲ့တော့အခုချိန်မှာကိုယ်ကမျက်လုံးလေးမှတ်ပြီးတော့ကိုကပျော်ရွှင်ဖို့ထိုက်တန်နေကိုယ့်ဘဝတွေကိုပျော်ရွှင်ခြင်းတွေရောက်လာပါစေအခုကိုဘလောက်ပဲခက်ခဲကြမ်းတမ်းတွေကြုံနေရပါစေပေါ့နော်အဲ့တော့ကြည့်ရတာဒီ video ကိုတွေ့တဲ့သူလေးတွေပေါ့ ါ့เนาะဒီ relationship ထဲမှာကိုပေးမှလည်းကိုကိုကြိုက်နေတဲ့သူလေးတွေရှိတယ်ကွာတိလားဒါမှမဟုတ်ကိုလက်ရှိတွေးနေတဲ့သူလေးတွေနဲ့အဆင်မပြေတတ်တာမျိုးဒါမှမဟုတ်လို့ရှင်အခြေအနေပတ်သက်လို့ရှင်တိပြီးတော့အဆင်ပြေမနေတာမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ရှေ့ဆက်သွားမလားမသွားရဘူးလားအဲ့လိုစဉ်းစားနေတဲ့သူလေးတွေတချို့ကြတော့လေဝေးကွာနေတဲ့သူလေးတွေပေါ့နော်တူတူပြန်ရှိဖို့စူးစမ်းနေတာမျိုးအဲအဲ့လိုမျိုးလေးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါလေးက short reading ဆိုတော့ဒီ reading လေးကတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုလေးမှာချင်းနဲ့ပြန်ဆုံမယ်အားလုံးပဲတက်တာ